မင်္ဂလာပါရှင်။ Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းသာချမ်းသာပါစေလို့မြတ်တာပို့ပါရစေ။ဒီနေ့တော့ကျွန်မဆရာချီဦးညိုရဲ့ဝတ္ထုလေးတစ်ပုဒ်ဖတ်ပြခြင်းပါလေ။တမိုင်းမတွင်ပင်မဲ့တမိုင်းဝင်နေတဲ့စကားများစုစည်းမှုဝတ္ထုတို့များတဲ့မှအခုတော့ချစ်မယားကိုပြစ်ထားပြီးသွားပါပေါ့လားဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြခြင်းတာပါ။ မြင့်တက်ရက်ခဲညင်နာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလည်းလုပ်ပေးပါဦးနော်အခုတော့ချစ်မယားကိုပြစ်ထားပြီးသွားပါပေါ့လားအမည်မသိမိမတယောက်ရာဇတ်ရဲ့ရေတော်ပုံချမ်းကိုဖတ်လေတိုင်းရာဇဝင်တွင်တဲ့ပုံကူကြီးများ၏စကားများကိုစာမျက်နှာများပေါ်ကတဆင့်ကြားရလေတိုင်းအခုခေါင်းစည်းတက်ထားတဲ့ငိုကြွေးမိတန်းစကားကိုပြောခဲ့သူ အမီမသိမိမတယောက်ရဲ့အတန်ဟာနားထဲမှာ စုကနေစုကနေပေါ်လာတတ်ပါလေအခက်ခဲပြဿနာဆိုတာငုံနေတဲ့စွမ်းရည်တွေကိုကြွတက်လာအောင်ဖောထုတ်ပေးတဲ့စိန်ခေါ်မှုဖြစ်တယ်ဆိုတဲ့စကားရရှိပါတယ်အဲ့ဒီ40စုပွဲကာလကြီးထဲမှာကြွတက်လာလိုက်ကြတဲ့စွမ်းရည်တွေဟာမနေမနှောပါပဲရှင်ရဟန်းများဘရင်များစစ်တီကြီးများ အမတ်များမိဖုရားများတစ္ဆာရှိကြုံရုံများသူ့စီရိုက်နဲ့သူ သူ့အခြေခံနဲ့သူ ြုတ်မှုပြောဆိုကပြသွားလိုက်ကြတာများတကယ်ကိုလောကီထုတ်ပတ်လူရုဆန်မှန်ပြောင်းဆက်ကြည်ပါအဲ့ဒီလိုဖြန့်ဖြန်းလိုက်လိုက်မြင်နေကြတဲ့အတန်တွေထဲမှာ အခြားဘယ်စကားဘယ်အတန်နဲ့မှမတူ ထူးထူးခြားခြားဖြစ်နေတဲ့ဒီစကားဒီအတန်ကတော့စစ်ပွဲကာလကြီးရဲ့တခုသောအချိန်မှာရာဇာဒရိဟာတာမြင်မျိုးရောက်နေခဲ့ပါတယ်။မင်းရဲ့ကြော်စွာအစွမ်းပြနေခြင်းဖြစ်ပြီးဟန်တာဝရီကိုဝိုင်းရံတက်ဆွဲထားတယ်။ မြို့ရဲမှာရာဇာတရရဲ့သားတော်ပညာချမ်းရှိနေတယ်။မင်းကျော်စွာကစစ်စိတ်စစ်သွေးအင်မတန်တက်ကြွနေပြီးရာဇာတရကိုအမိဖမ်းမယ်လို့ကြုံဝါနေတယ်။ဒီအချိန်မှာရာဇာတရကဟန်တာဘရီကိုစစ်ချီမယ်။ဒါပေမဲ့မြို့ရဲပိတ်မိနေတဲ့ငါသားတော်စီကိုငါတို့စစ်ချီလာမယ်ကြောင်းမင်းကျော်စွာတက်ကိုငါတို့အပြင်းအနေတိုက်မယ်ကြောင်းဒီအချိန်ခါအချိန်ချက်ကိုသားတော်ပညာချမ်းစီကိုသတင်းပို့ရမယ်။ဘလို့လောက်ကြမလဲလို့မေးပါတယ်။ ခါစားနေကြတဲ့မူမတ်ဒေနာပတိတွေတုတ်တုတ်မှမလုပ်ရဲကြပါဘူး။ဒီခါရာစာထရစ်ကအခုနေတမိန်ပြက်ဆာနဲ့လကွင်းရင်တို့သာရှိရင်ငါဒီလောက်ပူစရာမလိုဘူး။အခုတော့ငါလက်ယုံနှစ်ဖက်လုံးပြုတ်သွားပြီမို့အကြံမအောင်တော့လို့ညှိပါတယ်။ဒီအချိန်မှာပဲနောက်ဆုံးမှခါစားနေတဲ့အဲမွန်တရားကသူ့တောင်းဝင်ယူပါတယ်လို့ရဲရဲဝံ့လျှောက်လိုက်ပါတဲ့။ဘကိုးမြုပ်ပတ်လည်မှာအင်းဝတ်တက်ဒီအထက်ထက်ရန်ထားတာမင်းဘလို့လုပ်မလဲမေးတော့အဲမွန်တရားကသူ့အကြံကိုလျှောက်လိုက်ပါတယ်။ ူကြောခွဲသည့်အထိချိန်နဲ့ရိုက်ပါပြီးလျင်သူ့စိတ်ကြိုက်သူ့ရဲ့ရှေ့ရောက်ခေါ်ပြီးသွားမယ်တဲ့အဲ့မော်ဒီဟာဒီကြောတန်ရာတရဲရှေ့ရောက်နေမြင်းကြော်စွာစီခိုးဝင်ပါလေငါတို့ရာဇာဒရစ်စစ်တပ်ကထွက်ပြေးလာတာမင်းရဲ့ကြော်စွာထံအမှုထမ်းဖို့ပါလို့ပြောတယ်ဒါပေမဲ့မင်းရဲ့ကြော်စွာလည်းစစ်အတွေ့အကြုံရှိသူပဲပဲအဲ့မော်ဒီဟာမယုံပါဘူးစစ်တွင်းဆိုတာသူ့ဘက်ကိုယ်ပဲဒီလိုဥပ္ပဒမြင်နေတုံတုံပြီးဝင်ထောက်လန်းကြပြည့်ရယ်စင်ကြလှုပ်လိရှိကြတာ哦ဒါကြောင့် ကြောကွဲအောင်တန်ခတ်ခံခဲ့ရပါတယ်ဆိုတဲ့အမော်ဒီယာရဲ့စကားကိုလက်မခံမဲသူတို့ကိုယောက်စလုံးကိုတန်းချေချင်းခတ်ပြီးအချင်းချထားလိုက်ပါတယ်။အမော်ဒီယာလည်းနောက်တစ်ဆင့်ကြံရပြန်တာပေါ့။ကျုပ်တယောက်ကိုချုပ်မြဲချုပ်ထားပါ။ဟိုရှစ်ယောက်ကိုထုတ်ပြီးဟန်တာရီသားတွေနဲ့တိုက်ခိုင်းကြည့်လိုက်ပါလို့အရေးဆိုပါတယ်။မင်းရဲ့ကြော်စော်လည်းတန်တရားရှိနေတဲ့ကြားပဲဟိုရှစ်ယောက်ကိုထုတ်ခိုင်းလိုက်ပါတယ်။အမော်ဒီယာကသူတို့ကိုကြိတ်မာလိုက်ပုံကမင်းတို့စိတ်ခိုင်ခိုင်ထား တေလူနီဘတန်ရရနေတဲ့ဟန်တာရီသားတွေကိုရအောင်ခုတ်ပြီးဆက်တာကြတဲ့ခိုးရှစ်ယောက်ကလည်းဒီတိုင်းလိုင်းလာတော့မင်းရဲ့ကြော်စွာကတန်တရားတွေပျောက်သွားခဲ့ပါလေရောဘယ်လိုပဲဥပယ်တမြင်တုံးတုံးကိုအချင်းချင်းခုတ်တတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးဒီတော့မှအဲမော်တရားကိုတန်ရှိချင်းကလှော့အင်းဝဝစ်ဆောင်ဝစ်ခိုင်းပြီးတိုက်ပွဲဝင်ခိုင်းပါတယ်အဲမော်တရားကဓာတ်နဲ့လက်ကင်ပြေးဝင်တဲ့ပြီးမှမွန်တက်နဲ့အနီးရောက်တော့ခေါင်းပေါင်းချွတ်ပြလိုက်တယ် ဟန်တာရီတပ်သားတွေကိုလည်းအဲမော်ဒီယာမန်သူရဲ့ရှစ်ယောက်မန်သိအောင်ဟစ်အော်ပြောပြီးမှဟန်တာရီမျိုးတွင်ကို အလုံးပြေးဝင်သွားကြတယ်။အင်းဝါတပ်သားတွေဘာမှမတတ်နိုင်ကြဘူး။အဲမော်ဒီယာဟန်တာရီမျိုးရင်းရောက်သွားပြီပေါ့။အမော်ဒီယာလည်းပညာချမ်းစီဝင်ပြီးလာဆန်း၃ရက်တောက်ကြနေမှာခမည်းတော်ရာဇာဒရိအပြင်ကနေမြေရကျော်စွာတက်ကိုတိုက်မဲ့အကြောင်းအနောက်ဘက်ကစတိုက်မဲ့အကြောင်းသတင်းပို့ပါတယ်။မြေရကျော်စွာမှာတော့ဒေါသအမြင့်ချောင်းချောင်းပေါ့ အင်းဝရဲမက်တွေလှုပ်ပြီးအဲမော်ဒီယာကိုလူလိန်လူကောက်ငစင်းလေးပလီပလာလှုပ်ပြီးမြို့ရင်းရောင်ဝင်နေကောင်မင်းမကြခင်အကြောင်းသိစီရမယ်စသည်ဖြင့်အော်ဟစ်ဆဲဆုခိုင်းနေအဲမော်ဒီယာလည်းမြို့ဦးထိတ်ကနေပကိုးမြို့ရဲငါဝင်ခဲ့တယ်ဒီမှာငါမနေဘူးမနဲ့မိုးတောက်ကြငါပြန်ထွက်အောင်မှစောင့်တာကြည့်လို့ပြန်អော်လိုက်တယ်ဒီစကားမင်းရဲ့ကြော်စွာပြန်ကြတော့ဒင်းမြေရှိုးမိုးပြန်နိုင်သလားကိုဖြောက်နိုင်သလားဒင်းကပြန်ထွက်အောင်မလဲ မိအောင်ဖမ်းဖို့အထက်ထက်အဆောင်ချက်တွေနဲ့စီရင်ပြန်ပါလေ။နက်နဲ့မိုးတောက်တော့အဲမွန်တရားပြန်ထွက်ဖြစ်အောင်ထွက်တယ်။ထွက်ပုံကမตาအလောင်းခံဆောင်ပြီးထွက်တာပါ။ဝက်ကပေါ်ဖျားခင်းဖျားပေါ်ဝိဖြူခင်းအဲ့ဒီပုံမှာအဲမွန်တရားတက်အိတ်တယ်။ဘေးနှစ်ဖက်မှာငါအပုတ်တီထိဝဲရနှစ်ဖက်မှာတရှိနှစ်လက်ချထားပြီးမှသူ့ပေါ်ဝက်ကတစ်ခုနဲ့ပြန်အုပ်ဝက်ကပေါ်ပြားရည်ရင်းဆန်းလိုက်တော့ရင်ကောင်တွေကတလောင်းလောင်း ဒီမသားကိုမြို့တကားနေထန့်ထုတ်လာတော့နောက်မှကက်လျက်တာဥပီးကရုံရိတ်ထားတဲ့မိမတယောက်ကိုငိုးယူပြီးလိုက်ပါလာစေပါတယ်။အင်းဝါနဲ့မိတဲ့နေရာရောက်တော့အဲ့ဒီဥပီးကရုံနဲ့မိမကအတန်ကုန်တင်ပြီးဟင့်ငိုပါတဲ့။အိုးဂျေဆုရှင်ကြီးရဲ့အေးတူပူမြနေလာကြဒီစစ်ကြီးဘေးကလွတ်အောင်ပြေးကြမယ်ဆိုပြီးအခုတော့စစ်မပြီးခင်ကြောက်ကြီးယောဂာနဲ့တရားနေချင်းအလောင်းကိုမြည်မြုပ်လို့မရ အခုရေမြှောက်ရတော့မှာပါလား။ ရိုးရိုးတည်ခဲ့ရင်မိတကြိုနှံ့ရဲ့အခုတော့ကြောက်ရောဂါနဲ့အမလီချစ်လင်ကြီးရဲ့ခုတော့ချစ်မရကိုပြစ်ထားပြီးသွားပါပေါ့လားစသည်ဖြင့်ရှင်ဘတ်ထုထုပြီးအော်ဟစ်ငုံယူလိုက်ပါလာပါတယ်ရေစိတ်ရောက်တော့မตาထမ်းသူတွေကငပြောဖောင်ပေါ်ဝကတ်တင်လှုပ်ပြီးရေချောင်းနဲ့ရောင်မျောချလိုက်ကြပါတယ်အင်းဝစစ်တီတွေလည်းမကြောက်ဝမနာတာငိုတန်ဟစ်တန်ကြားပြီးတော့အပုတ်နှက်ကလည်းတထောင်းထောင်းဒီထဲကြောက်ရောဂါဆိုတော့အကုန်ကြောက်ကြတာပေါ့ ငပြောဖောင်ကိုကင်းလှေနာမလောင်ဝလုံးရှိတွေနဲ့ထုတ်ထုတ်လိုက်ကြပါတယ်။ဒီလိုနဲ့မြစ်တခွေရောက်မှအထဲမှအဲမော်တရားကဝကတ်ကိုဓာတ်နဲ့ခွဲငပြောဖောင်ကိုကန်းစီကောင်းခတ်ကန်းပေါ်ရောက်တော့ကုန်းပေါ်တက်ပြီးတန်ရင်ထိရောက်။အဲမော်တရားလွမြောက်သွားပြီဆိုတာကြားတော့မယုံလို့မင်းရဲ့ကြော်စွာကသူ့အမတ်တရားကိုတန်လင်းလှုပ်ပြီးကြိတ်ခိုင်းပါသေးတယ်။တွေ့ရင်မြင်းရွှေကနဲ့ဂရီဘာဝက်လုံးစုချခဲ့တဲ့ အမွန်တရားဟာယာစာထွက်ကပေးတဲ့စုလက်တွေနဲ့ကွန်ပျူစကားတွေရခဲ့ပါတယ်။ဒီအချိန်မှာဟိုးသပင်းအဆုံးခံဥပိကရုံရိပ်ပြီးအင်းဝတက်တီချမိမသားတံမဲ့မကြောက်မရွံ့လင်းသေးမုတ်ဆိုးမရောင်ဆောင်ငိုကြွေးမြည်တမ်းရင်မသားနောက်ကလိုက်ပါခဲ့တဲ့အမိမသိမိမကတော့နောက်ပိုင်းဘယ်လိုရှိလိမ့်တယ်မသိရပါဘူး။မြမမူတွေမှလည်းမပါအရေးတော်ပုံကျန်းနေမှလည်းမတွေ့ရဘူး။ သူရဲကောင်းတွေရဲ့လက်ယုံနှလုံးပရိယေတင်းနေကားတွေကိုသာအထက်ထက်မော်ကုန်းထိုးကြလေတဲ့ရာဇဝင်စာမျက်နှာတွေထဲမှာအဲ့ဒီလိုဘသူမမ်းမသိဘယ်ဟာမမ်းလဲမသိဘာစုမှလမလာမှလည်းမရဘာဥရမ်းမှလည်းမတွေ့ရခဲ့ပဲမိမသားတံမဲ့ဆွဆွမ်းတမန်ပါဝင်ခဲ့တဲ့တဲဝင်အုတ်ချမ်းငယ်လေးတွေဘလောက်များရှိနေမလဲခုတော့ချစ်မရကိုဖြစ်ထားပြီးသွားပါပေါ့လားဆိုတဲ့ရင်ထုထုပြီးအတန်ကုန်ဟစ်လိုက်တဲ့ငိုတန်ဟာ ဟိုးအဝေးကြီးမှာတဲ့တဲ့လေးနဲ့လေးစားဝယ်အတိပါလားလို့အမြင်မသိအညတရသူရဲ့ကောင်းများကိုအခခဥညွတ်မိရပါတော့တယ်။အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။အခုလိုဝတ္ထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါအောင်နော်။နှစ်သက်မြင့်လက်တငယ်ချင်းမိတ်ဆွေတွေကိုမျှဝေပေးဖို့မြတ်တမ်းရက်ခံပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။